ကဲဒါတော့ကျွန်တော်ညနေအတွက်ပေါ့နော်အဲ့တော့ညနေအတွက်ပြမယ်ဆိုရင်ကျွန်တော်စပြီးပြနေနေတော့နောက်ကျအဲ့တော့ဒီမှာပထမဆုံးဒီ938နော်938က6ပိုင်း6က69မှာလာထွက်တယ်ဒီက283 3ပိုင်း3ကကြတော့3ဒီမှာလာထွက်တယ်936နော်936က6ပိုင်းအဲ့6ကဒီမှာလာထွက်တယ် ခွန်ရှိကိုလေးပါအဲ့လေးရဒီမှာထွက်တယ်ဒါဆိုညနေတည်းဆိုရင်ကျွန်တော်တို့သုံးညပိုင်းရှိရနော်သုံးညပိုင်းရှိရနောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာပဲပြလိုက်တော့မယ်နော်နောက်တစ်ခုကအခုကသုံးညပိုင်းအဲနောက်တစ်ခုကကြတော့ဒီအစိမ်းနဲ့ပြမယ်နော်အစိမ်းနဲ့ပြမယ်အဲ့ဒီဘက်မှာပြမယ်နဲ့ဒီဘက်မှာပြမယ်ဆိုတော့အမ်ဒီမှာမနေ့က40ထွက်တယ်နော်40ထွက်တယ်အော်ဒီနာပါပေါ့ ီ23 29ရဲ6ရဲပေါ့26 6ဘောင်းတော့5ပေါ့နော်53 53ကကျွန်တော်တို့ဒီမှာ3ပိုင်းပြီးတယ်နော်3ပိုင်းပြီးတယ်ဒီမှာဆို29 8ပေါင်းတယ်29 8ပေါင်းခြင်းကအဲ29 8ပေါင်းခြင်းဒီကျွန်တော်တို့9နော်9ရဲ့နှစ်ခတ်6 96เนาะ96က96က6ပြီးတယ်ဗောနော်ဒီမှာ6ပြီးတယ်တခါ996ပေါင်းတော့3ည3ညခွန်ဗောနော်3ညခွန်ကဒီမှာခွန်ပြီးတယ်เนาะ ဒါဆိုရင်ဒီမှာ9တုံညာခွန်ပေါင်းရင်းဒီ6ရတယ်6 9ရှိမယ်ပေါ့နော်တော့ဒီမှာပထမအပေါ်ဒီမှာကတော့ဒီကဒီ3 6ခွန်ဆိုတော့လုံးပိုင်းသဘောမျိုးနဲ့3 6ခွန်လို့ပြီးတာပေါ့နော်ဒါဆိုပုံမှန်တိုင်းဆိုတော့9လို့ယူရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ9နဲ့ဒီက3ညာနဲ့90ဆိုတာလမ်းပြီးတော့တွဲလို့ရတယ်ပေါ့နော်တိုးတော့လေကျွန်တော်ဒီပွဲမှာကျတော့6ကိုပါကျွန်တော်ယူခြင်းနဲ့အဲ့တော့ဒီမှာ60ဆိုတာတွဲရမယ်ပေါ့နော် 6 60ပေါ့နော်အဲ့တော့ဘာလို့6ကိုယူလဲဆိုရင်ဒီမှာတစ်ချက်ကျွန်တော်ပြမယ်ဘာလို့6ကိုယူလဲဆိုတာတစ်ချက်ပြမယ်နော်အဲ့တော့ဒါနဲ့ပဲပြလိုက်ပါမယ်ရှုပ်ပါအဲ့တော့ဒီမှာဒီနှလုံးပေါင်းခြင်းက8เนาะ8 8ရက်ခက်က8 8ဒီ8ဖြစ်ရဒီ8ဖြစ်ဖို့တယ်ဒီမှာ3 8เนาะ8ဖြစ်တယ်8ဖြစ်ဒီနှလုံးပေါင်းခြင်းက9 9ရက်ခက်3 8 3ဖြစ်ဖို့တယ်ဒီမှာ9 6เนาะ9နဲ့6နဲ့3 သုံးဖြစ်တယ်เนาะအဲ့တော့ဒီနှလုံးပေါင်းခြင်း9เนาะ9ရဲ့နခတ်ဒီ6ဒီ6ဖြစ်ဖို့အတွက်ကိုဒီမှာ9ခွန်ဆိုပြီးတော့6ပြည့်ပေးတာဒါဆိုဒီနှလုံးပေါင်းခြင်း8ရဲ့နခတ်ဒီ8တိဖြစ်ရမယ်ဒီမှာ5 5ရှိတော့6ထဲမှာသာလင်းတိဖြစ်မယ်เนาะအဲ့ဒါကြောင့်6ထိပ်6ထိပ်ပိုင်း6ထိပ်ပိုင်းရှိတယ်အဲ့ဒါကြောင့်ယုံကနာတော့90 90တခုလည်းပဲကိုလုံးပိုင်းတခုလည်းမယူတော့ဘူး6ကိုပါယူတယ်6ကိုပါယူလို့60 90 60เนาะ6ထိပ် 6ထိပ်6ထိပ်ရှိမယ်เนาะ96ထိပ်6ထိပ်ရှိမယ်ကဲဟုတ်ပြီเนาะခဏလေးနောက်တစ်ခုကအပိတ်သွားနေတဲ့လမ်းကြောင်းတစ်ခုရှိတယ်ပိတ်လမ်းကြောင်းကဘယ်လိုမျိုးသွားလဲပေါ့เนาะပိတ်လမ်းကြောင်းဘယ်လိုသွားလဲဆိုဒီ2ခွန်8 2ခွန်8ကဒါမဲ့ဒီကောနှစ်ပင်ပဲရှိတယ်2ခွန်8ကခွန်เนาะခွန်ကဒီမှာခွန်ပိတ်ဒီမှာ99ပေါင်းရင်8 6ပေါင်းရင်4 4อ่ะ လေးပိတ်ဒါဆိုဒီမှာ9 9ခုံပေါင်းခြင်းတိတိက10ပိတ်เนาะအရာလေးတစ်ခုရှိရเนาะဒီလိုမျိုးသွားလာမယ်နှစ်ပင်းဖြစ်နေတယ်ပေါ့ဒါတော်တော်လည်းမှတ်တော့မှတ်ထားအဲနောက်နောက်တစ်ခုကကြတော့ one chain ပေါ့เนาะနည်းနည်းတော့ခံပြန်ပြန်ပြမယ်ပေါ့เนาะ one chain one chain ကကြတော့ဘယ်လိုမျိုးသွားလဲပေါ့เนาะ one chain ကသူကဒီမှာဒီအနေစား3 3 2 သုံးသုံးနဲ့ပေါင်းခြင်းကနော်သုံးသုံးနဲ့ပေါင်းခြင်းက၈နော်၈၈သုံးဝန်းချင်း၈၃သုံးဝန်းချင်းအဲ၈၃သုံးဝန်းချင်းရဒီမှာထွက်တယ်တခါဒီမှာနှစ်ခွန်နှစ်လေးလေးခွန်ပေါင်းခြင်းတိ6ဝန်းချင်းတိ6ဝန်းချင်းနဲ့က6ထွက်တယ်ကိုကိုပေါင်းခြင်း၈၈6ပေါင်းခြင်းလေးလေးကိုဝန်းချင်းရကျွန်တော်ဒီမှာ၄ထွက်တယ်ဒါဆိုရင်ကို9ရဲ့၈အပေါင်းနှစ်ခွန်ဝန်းချင်းရှိတယ်နော်နှစ်ခွန်ဝန်းချင်းရှိတယ်ကဲဒါနှစ်ခွန်ဝန်းချင်း ုတ်ပြီကျွန်တော်တို့အဲ့တော့ခဏနည်းနည်းတွဲကြည့်ကြမယ်နော်ခဏနည်းနည်းတွဲကြည့်ကြမယ်နောက်တစ်ခုကဒီတုံညာနဲ့ပတ်သက်လို့တွေးထားတစ်ခုလည်းရှိတယ်ဗောနော်အဲ့ဒါဘယ်လိုမျိုးတွေးထားလဲဆိုရင်ဟောဒီမှာတုံညာတုံညာလည်းသူကဒီရှိကိုပေါင်းတာဗောနော်ဒီနောက်မှာရှေ့ရယ်ဒီကိုရေပေါင်းတာကဒီလိုပေါင်းတာခွန်ဗောနော်ခွန်တုံညာအဲ့နှစ်ခုဖြစ်ရမယ်ဆိုရင်ဒီမှာ ဒီမှာအစိမ်းနဲ့ပြပါမယ်เนาะအဲ့ဒါဒီမှာ၃ညဖြစ်တယ်ဒီ၃ညဖြစ်တယ်တခါဒီအနည်းနဲ့ပြမှရမှာတခါဒီက၃နဲ့၄နဲ့ပေါင်းတယ်၃နဲ့၄နဲ့ပေါင်းတော့ခွန်ရခွန်၃ညပဲเนาะခွန်၃ညဖြစ်ဖို့အတွက်ဆိုရင်အစိမ်းနဲ့ပြန်ပြရမယ်ကြော်ဒီမှာ၈၉ပေါင်းခြင်းခွန်ဒီခွန်ပေါ့เนาะဒီတော့က၃ညဒီမှာကျတော့ခွန်တခါဒီမှာကျွန်တော်ဒီခွန်၉ပေါင်းခြင်းက၆เนาะ၆၆၉နှစ်ခတ်အဲ့တော့ဒီမှာအစိမ်းနဲ့ပြန်ပြမယ် အဲ့တော့ဒီလိုဆိုရင်လည်းဒီမှာ6သုံးပေါင်းညက်ဒီလိုမျိုးကိုဒီကောင်လာဖြစ်တယ်နော်ထိတ်စီထိတ်စီနောက်ထပ်ရှိတာဟုတ်ပြတာအဲ့တော့နောက်ထပ်ကကြတော့ကျွန်တော်တို့အဲဒီမှာဒီ6သုံးပေါင်းညက်က2နော်6သုံးပေါင်းညက်2 2 4 2 4နော်2 4ဆိုတော့သူကဒီမှာစိမ့်တဲ့2 4ဆိုတော့ဒီမှာကဒီခုံခုံပေါင်းညက်4ဆိုတော့ဒီ4ပေါ့နော်အဲတခါ ဒါဆိုရင်ကျွန်တော်ညနေတော့ကကြတော့ဒီ9နဲ့ခွန်နဲ့ပေါင်းတာနှစ်နှစ်၄ပဲเนาะနှစ်၄ပြရမယ်ဆိုရင်ကျွန်တော်ဒီမှာအစိမ့်နဲ့ပြန်ပြောင်းမယ်နှစ်၄ပြရမယ်ဆိုရင်ဒီမှာ၄ရှိရခါကြတော့၈ထိတ်ထဲရင်နှစ်ဖြစ်မယ်၃ညထိတ်ထဲရင်၄ဖြစ်မယ်ပေါ့เนาะအဲ့လိုမျိုးရှိအဲ့တော့၈၃ညထိတ်ရှိအဲ့တော့ထိတ်ကထိတ်အနေနဲ့ပြောမယ်ဆိုရင်ထိတ်အနေနဲ့ပြောမယ်ဆိုရင်6ရယ်အဲ8ရယ်၃ညရယ်ဆိုတာရှိရပါတော့ခုနကလုံးပိုင်းအနေနဲ့ပြောရင် ၃ညပိုင်းရှိတယ်။နောက်၉ပိုင်းရှိတယ်ဗောနော်။နောက်၆ပိုင်းရှိတယ်ဗောနော်။၃ည၉၆အဲ့ဒါပိုင်းရှိတယ်။ဝမ်းချင်းရတော့ကျော်နှစ်ခုဝမ်းချင်းရှိတယ်နော်။နှစ်ခုဝမ်းချင်းရှိတယ်။တစ်ပိတ်တစ်ခုလည်းရှိတယ်ဗောနော်။တစ်ပိတ်တစ်ခုလည်းရှိတယ်။ကြဲအဲ့ဒါကိုကျွန်တော်တွဲကြည့်ကြတယ်။တွဲကြည့်မယ်ဆိုရင်ညနေအတွက်ကကျွန်တော်ပထမဆုံးက90 60ရတော့ရင်ရေးရမယ်ဗောနော်90 60 90 60เนาะပြီးရကြတော့ ရေးရမယ်နောက်96 3လုံးပိုင်းနဲ့နှစ်ခွန်နဲ့တွဲမယ်ဆိုရင်92 92 9ခွန်92 9ခွန်နော်ပြီးတော့62 6ခွန်တော့8 3ရထိနေတယ်မယ်ဆိုရင်နောက်9နဲ့ဒီ9 6 3 3ရ1နောက်9 1 6 1ဒါရရှိမယ်ပေါ့နော်6 1ဒါရရှိမယ်နောက်လို့ရ ပြီးတော့ခါကြတော့ကျွန်တော်တို့အဲပြီးတဲ့ခါကြတော့ဒီ၈တုံညာထိန်နဲ့လုံးပိုင်းနေတွဲမယ်ဆိုရင်၈ရှင်းနေတွဲမယ်ဆိုရင်80 86ဆိုမျိုးရှိမယ်တုံညာနဲ့တွဲမယ်ဆိုရင်တုံညာနော်တုံညာတုံညာတော့မထိုးတော့နော်တုံညာတုံညာထိုးတော့တုံညာ6ကပါပြီပါကြီးတုံညာ9ပါပြီပါကြီးပေါ့နော်အဲ့တော့တုံညာနဲ့ကြတော့တုံညာထိန်နဲ့ဆိုရင်ဟောတုံညာ2နဲ့ တုံညာနှစ်နဲ့တုံညာခွန်ဆိုတာထည့်လို့ရတယ်ပေါ့နော်တုံညာနှစ်တုံညာခွန်ဆိုထည့်လို့ရတယ်အာနှစ်ခွန်ဝိုင်းငိုင်းလည်းရှိတယ်အဲတော့တုံညာတစ်ပေါ့နော်တစ်ပိန်တယ်ဆိုတုံညာလုံးပိုင်းကတုံညာပိုင်း9ပိုင်း6ပိုင်းရှိတယ်နော်အဲ့ထဲမှာမှဖြစ်နိုင်ကြီးကတုံညာပိုင်းလည်းဖြစ်နိုင်တယ်နော်6 6ထိပ်ပိုင်းရှိတယ်နော်တော့ထိပ်ကြီးဆွဲမယ်ဆိုရင်6ထိပ်ဆွဲလို့ရတယ်အနည်းနဲ့ပြမယ်ထိပ်ဆွဲခြင်းတဲ့လူကကြတော့6ထိပ်လာတယ်ဗောနော6ထိပ်လာတယ် ထောက်ထည်လာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ60ထိုးမယ်နော်60ထိုးမယ်60ထိုးမယ်60ထိုးမယ်နောက်61ထိုးမယ်နော်ဒီ61ဒီ61ပါဝါ61အဲ့ပါဝါထိုးမယ်61ထိုးမယ်ပြီးတော့ရှစ်လိုင်းနဲ့ပတ်သက်လို့ကြတော့ကျွန်တော်မထိုးလဲဆိုရင်ရှစ်လိုင်းနဲ့ပတ်လို့ကျွန်တော်80ပြန်ထိုးမယ เนาะ80 80โทมั้ยเนาะ19 16ป่ะเนาะอะไรเนี่ยก็တော့19 16ก็တော့เนเนยันตะโบမျိုးป่ะเนาะ19 16ยันตะโบမျိုးโทมั้ยเนาะ6ติบาได้ด้วย6นิดโทมั้ยป่ะเนาะ6ติ6นิด90เย60เย60เย6นิดเย6ติอะไรတော့เมนโทมั้ยเนาะဒီมา80เย80ก็เลยเมนเนี่ยมาแท้ๆแท้ 8689ကတော့အရင်သဘောမျိုးထိုးလိုက်ပါခဲ့အားလုံးပဲညနေခင်းကံကောင်းကြပါစေ